မင်္ဂလာပါဗျာဖိုးကလေးနီးပညာနေဗျာဒီနေ့မှာတော့ Gmail ကောက်တည်းခိုင်မာအောင်ကျွန်တော်တို့လုံခြုံမှုရှိအောင်လုံခြုံမှုရှိမရှိစစ်စစ်နေလေမရောက်ပြန်มาဖြစ်ပါတယ်ဗျာအဲ့တော့ခုနောက်ပိုင်းကျွန်တော်တို့ Gmail ကောက်တည်းကျွန်တော်လိုက်ပြီးတော့ header တွေခိုးတာတွေကျွန်တော်တွေကျွန်တော်တို့ဖြည့်တယ်ပေါ့เนาะကျွန်တော် Gmail တွေနေပြီးတော့ banking တွေနဲ့ချိန်ထားတာတွေဒါမှမဟုတ် channel တွေထောင်ထားတာတွေအဲ့ဒါလေးအရင် view site တက်มาတယ်ဗျာ ဲ့တော့ကျွန်တော်တွေ Facebook ကောက်တွေတဲ့ Jimmy နဲ့ချိတ်ချတာဆိုတော့ Jimmy တွေကျွန်တော်တွေသူများကိုဟတ်လို့မရအောင်ကျွန်တော်တွေဒီ strong ဖြစ်အောင်ကျွန်တော်အလုပ်ထာနေလေးနဲ့စစ်စစ်ညီမြပေးမှဖြစ်ပါတယ်ဗျ okay ဒါဆိုထုံးစံတိုင်းပဲ Jimmy တဲ့ Jimmy software တဲ့ကိုဝင်လိုက်မယ်เนาะ Jimmy software တဲ့ကိုဝင်လိုက်မယ် okay Jimmy software တဲ့ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ profile လေးရှိတဲ့ profile ပုံလေးကိုနှိပ်ပစ်လိုက်ပါဗျအဲ profile ကိုနှိပ်ပြီးเนาะဒီမှာရှိတဲ့ အမှရှိတဲ့ manage your google account ဆိုတာရှိပါတယ်အဲ့ဒါလေးနှိပ်ပြလိုက်ပါဗျာ okay ဒါဆိုရင်ဒီလိုပုံလင်းပေါ်လာမယ်ဆိုလို့ရှိရင်အပေါ်အပေါ်ဘားလေးမှာရှိပါတယ်အပေါ်ဘားလေးကိုတစ်ချက်လောက်ကြည့်လိုက်မယ်နော်အပေါ်ဘားလေးကနေပြီးဒီဘက်ကိုဆွဲလိုက်မယ်ဒီမှာ saturity ဆိုတာရှိပါတယ် saturity လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျာ โอเคဒါဆိုဆက်ကျူရေဒီယိုနေလဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီဒီဟာဒီမှာဒီမှာကြည့်ကြည့်ပါဒီမှာ two stack provision က on နေတယ်အဲ့ဒါလေးက on on လုတ်ပေးရမှာဖြစ်ပါတယ်ဒါလေး off နေလို့မရပါဘူးဒါလေး on on လုတ်ပေးမယ်เนาะဒါလေး on လုတ်ပေးမယ်ကျွန်တော်တွေအရေးကြီးရင်တော့ကျွန်တော်ဒီမှာရှိတယ်အရေးကြီးတဲ့ account တွေဆိုရင်ဒီမှာရှိတယ် pass ဒီ pass ဒ pass key and security key ကိုလည်းကျွန်တော်တို့ထားတင်ပါတယ်ဒါပေမဲ့ဒီအပေါ်မှာဒီပေါ်ဟာလေးပုံเนาะဒီပေါ်ဟာဒီ sorry ဒီပေါ်မှာရှိတဲ့ အဲဒီပုံမှာရှိတဲ့အဲ2 step ကတော့ on ကို on ထားတင်ပါတယ်เนาะအဲ့တော့ဒါလေးကိုသွား on မယ်သွား on မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ recovery phone number တွေမှာရှိတယ် recovery phone number ကိုလည်းကျွန်တော်တို့တွေထည့်ရမယ်ပြီးလို့ရှိရင် recovery recovery gmail ပေါ့เนาะ recovery email gmail ကိုလည်းထည့်ပေးထားမှာဖြစ်ပါတယ်ဒါမှတစ်ခုတစ်ခုဖြစ်ခဲ့ရင်အဲ့ gmail နဲ့ကျွန်တော်အကောက်ကိုပြန်ပြီး live ဆယ်လို့ရမှာပါ okay ဒီဟာလေးထည့်ဒီဟာလေးထည့်မယ် ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့အကောက်ကိုအဲဘယ်ကနေဝင်ထားလဲပေါ့အဲတဲ့ ဘယ်ဘယ်လေးဝင်ထားလဲဆိုတာတော့ဒီမှာကြည့်လို့ရမှာဖြစ်ပါတယ်တကယ်လို့ကိုဖုန်းမဟုတ်ဘူးတခြားဖုန်းကဝင်နေဆိုလို့ရှိရင်လည်းချက်ချင်းဒီမှာကျွန်တော်တို့တွေချက်ချင်းတော့အောက်လို့ရပါတယ်အခုလောဆယ်ကျွန်တော်ဖုန်းကတော့ဒီတစ်လုံးပဲဝင်ထားဆိုတော့ဒီမှာသူက1ပဲပြပေးတယ်ဒီမှာ1 1စစ်စစ်ပဲပြပေးတယ်နော်โอเค3လုံးဆိုရင်3 3ဒပိုက်ပြမယ်4လုံးဆိုရင်4ဒပိုက်ပြမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တခြားဒပိုက်ကကိုဒပိုက်မဟုတ်ဆိုရှင်လော့အောက်လေးသွားထွက်ဒီကနေထွက်လို့ရပါတယ်ဗျအဲ့တော့သူ့ဘက်ကထွက်သွားမှာဖြစ်ပါတယ်โอเคအဲ့ဆိုဒီမှာကျွန်တော်ရှိတယ် manage ဒီမနေ့တပိုက်လေးကိုကြည့်ကြည့်လိုက်ပါဒီမှာကျွန်တော်ဟာဒီတက်လုံးနဲ့ဆိုတော့သူကတစ်ခေါက်တည်းပေါ်တယ်နှလုံးဆိုရင်နှစ်ခေါက်ပေါ်တယ်ဒီမှာထွက်ချိန်နဲ့များလေးကိုနှိပ်ပြီးတော့ကိုကိုဘက်ကနေပြီးတော့ဒီမှာရှိတဲ့ lock screen ထည့်ပြီးတော့ဒီမှာ lock out လေးနှိပ်ပြီးလဲရုံပါပဲ okay အဲဆိုတော့ကျွန်တော်ကဒီနေ့ဒီခုနမှရှိခုနပေါ်လေးမှရှိတဲ့ဒီ two step တွေ on မယ်เนาะ two error two step တွေ on မယ်ဆိုတော့ two step လေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ် တော့ဖုန်းလိုက်မယ်ဆိုတော့သူကဖုန်းနံပါတ်လေးနဲ့ပဲထည့်ပေးတာဖြစ်ပါတယ်အရန်လွယ်ပါတယ်ဖုန်းနံပါတ်လေးတလုံးအမြဲတမ်းသုံးရဖုန်းနံပါတ်တလုံးပေါ့နော်ဒါလေးကိုဒီနံပါတ်ထည့်ပလိုက်မယ်အဲ့ဒီပြဖုန်းနံပါတ်ပေါ့နော်အဲ့ဒါဖုန်းနံပါတ်တွေကိုသူကုတ်ပို့လိုက်မယ်အဲ့ဖုန်းအဲ့ကုတ်နေဒီဒီမှာလာပြီးထည့်ပေးမှာပါဗျဒီဘေးလေးမှာလည်းကျွန်တော်ကမြန်မာနိုင်ငံဆိုရင်တော့မြန်မာရွေးပေါ့နော်ထိုင်းမတ်မိတ်ဆွေများဆိုထိုင်းရွေးပေါ့အဲ့တော့မလေးရှားမိတ်ဆွေများမလေးရှားယူပေါ့နော်အဲ့တော့ကျွန်တော်ကလော်လော့ဆယ်မြန်မာပဲမြန်မာမှာဆိုတော့ကျွန်တော်မြန်မာပဲယူလိုက်မယ်နော်အဲ့တော့ကျွန်တော်မြန်မာယူလိုက်ပြီးတော့ဖုန်းနံပါတ်လည်းကျွန်တော်အစီအမေတာတစ်လုံးထည့်လိုက်မယ် โอเคပြီးလို့ရှင်တော့လည်း next ဆက်နေလိုက်မယ်เนาะဒီမှာ next လေးပါပါတယ်မှာ next ပါတယ် next ဆက်သွားလိုက်မယ်โอเคအခုလိုမျိုးပြနေဒါ၃မိသားလို့ပြတာပါအနောက်ထပ်မတူတဲ့ဖုန်းတစ်လုံးကိုသုံးပြရမှာဖြစ်ပါတယ်ဗျโอเคကျွန်တော်အားဆိုရင်ကျွန်တော်နောက်ထပ်မတူတဲ့ဖုန်းတစ်လုံးကိုကျွန်တော်ထည့်ထည့်လိုက်ပါတယ်ထည့်ပြီးတော့နှိပ်ဆက်သွားလိုက်မယ်เนาะနှိပ်ဆက်သွားလိုက်မယ်ပြီးရင်တော့ save နှိပ်လိုက်မယ်เนาะโอเคကျွန်တော် save နှိပ်လိုက်မယ်โอเคဒါဆိုရင် save သွားပါပြီ ်ဆေးသွားပြီဆိုတော့ကျွန်တော်တစ်ချက်တော့ပြန်ကြည့်လိုက်မယ် okay ပြီးတော့ damp နေလိုက်မယ် damp နေမယ် okay အဲဆိုလို့ရှိရင်တစ်ချက်တော့သွားပြီးတော့ဒီ two step လေးနေမယ် okay ဒါဆိုရင်ဒီမှာသူ on သွားပြီเนาะကျွန်တော် on on လေးတစ်ချက်တော့ပြန်ကြည့်လိုက်မယ် တစ်ချက်လောက်ပြန်ပြန်ပြန်ထွက်ကြည့်လိုက်မယ်နော်အဲဒါဆိုရင်ဒီမှာအွန်သွားပါပြီဒီမှာတော့အရန်လွယ်တယ်တချို့တချို့ဖုန်းတွေကလည်းကုတ်လေးပြန်တောင်းတယ်တချို့လည်းကုတ်မတောင်းတော့ပါဘူးဒီမှာဒီမှာကြည့်လိုက်ပါအဲဒါဆိုရင်ဒီမှာအွန်သွားပါပြီဒါဆိုရင်ဒီကောက်ကဆေးဖြည့်ပြီးလုံညုံပြီးတော့ပြောလို့ရပါတယ်တစုံတစ်ယောက်ကကျွန်တော်တို့ password တွေတိသွားရင်တော့မှပဲ two step အနေနဲ့ကျွန်တော်တို့ရဲ့ phone number တွေကိုကုတ်ကြအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကုတ်မပေးဘဲသူလုံးဝဝင်လို့မရပါဘူးဒါဆိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ password တွေသူတိသွားခဲ့ရင်တော့အလွယ်တကူလုံးလို့မရပါဘူးဒီမှာရှိတဲ့ ရက်ကာဒီမှာရှိတဲ့ရက်ကာပါဒီဖုန်းနံပါတ်ကိုလည်းထုံးစံတိုင်းပဲကျွန်တော်တို့နေမယ်နေပြီးတော့ဖုန်းနံပါတ်တစ်လုံးပေးမယ်ကုတ်၆ကုတ်၆လုံးပို့ပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ဒီမှာလာပြန်ထည့်ရင်လည်းရရပါတယ်ဗျာနော်โอเคအဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီဖုန်းနံပါတ်ကထည့်ပြီးပြီးတော့ Gmail ကိုလည်းထုံးနေတိုင်းပဲပေါ့နော်ထုံး Gmail ကိုလည်းအဲ့ရဲ့ Gmail ကိုကျွန်တော်တို့က recovery ပေးမယ်ပေးပြီးတော့အဲ့ထဲကိုကျွန်တော်တို့ကုတ်ချောင်းလုံးကြာလိမ့်မယ်အကုတ်ချောင်းလုံးဒီမှာလာပြန်ထည့်ရမှာဖြစ်ပါတယ်ဗျဒါဆိုရင်အဆင်ပြေမှာဖြစ်ပါတယ်တော်တော်များများနော်ဒီမှာ မဒီအရလေးနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာ favision ဆိုဒီ favi ဆိုတာနှိပ်လိုက်တာ ਨੇ ဒီမှာကိုချောင်းလုံးဒီမှာလာပြီးတော့ကြာမှာဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ဒီမှာဒီမှာဒီဒီအပေါ်ပါလေးမှာကြည့်မယ်နော်အဲ့ဒီမှာနော်3 3 8 6 10 okay 3 3 8 6 sorry 8 6 10အဲ့တော့ favision လေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်အတီးပြုတ်သွားပါပြီနော်အခုလိုပဲသူက okay မကြည့်လိုက်ပါဒါဆိုရင်အဝါလေးပျောက်သွားပြီအဲဒါဆိုရင် ီလိုပုံစံမျိုးဖြစ်သွားပြီး two step လဲစိမ့်သွားပြီးဒီမှာလဲဖုန်းနံပါတ်တွေအဲ့တော့ကျွန်တော်တို့ဒီမှာထည့်ထားလဲထည့်ထားတဲ့ recovery မေးပေးတဲ့ဟာလေးလဲအားလုံးဆင်ပြေပြီဆိုလို့ရှိရင်ရတော့ပါပြီဒါဆိုလုံခြုံသွားပါပြီဗျတတော်ဆိုအားလုံးပဲသိရှိပြီလို့ထင်ပါတယ်ဗျအဆင်ပြေတာလေးလဲမေးခဲ့လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ